မင်္ဂလာပါခင်ဗျာကျန်းစာပုံပြင်လေးတစ်ပုဒ်အားဖြင့်မိတ်ဆက်ပေးပါရစေပတ္တခါပွဲ၌တခင်ယေရှုနှင့်တပည့်တော်တို့နောက်ဆုံးညစာစာပွဲလေးဖြစ်ပါတယ်သူကတော့ယေရှုပါသူဒီလောကရဲ့ကယ်တင်ရှင်ဖျားသခင်ဤသားတော်ပါသူဒီလောကတွင်ရှိစဉ်ဖျားဤလူကိုမိမြချစ်သည့်အကြောင်းဆုံးမတွင်တင်ကလူတို့ကိုဖျားနာခြင်းမှခုတပေးခဲ့ပါတယ်ဒီတော့သူကိုယ်လည်း အသက်ရှင်စေခဲ့ပါတယ်ခင်ဗျာထိုအချိန်မှာဂျူးလူမျိုးတို့ဒီအီဂျစ်ပြည်မှာမောရှေဤဣတရီလလူတွေကိုခေါ်ဆောင်စဉ်ကတည်းကပတ်တခါပွဲကိုကျင်းပခဲ့ကြပါတယ်ယေရှုသည်လည်းထိုပွဲတို့တွား၍ပတ်တခါပွဲသုံးဆောင်ရအတွက်ချီတက်ခဲ့ပါတယ်ယေရုရှလင်မြို့၌ဖြစ်ပြီးတော့တပည့်တော်တွေကယေရှုကိုကူမေးတယ် ဒီညပွဲစားစာရန်ဘယ်မှာစီစဉ်မလဲလို့ယေရှုကမင်းတို့မြို့ထဲကိုသွားကြဆရာတူအိမ်တို့ဝင်တော့သူ့ကိုနှုတ်ဆက်လို့ပုံမှားလိုက်တယ်ငါဒီအချိန်နီးပြီးတင်းတို့နဲ့တကွာပတ်တခါပွဲကိုငါခံပြီးဟိုထိုးသူဟာပြောလုံးကိုမိတ်တော်မူ၏တပည့်တော်တို့ဒီလဲစီရင်တော်မူသည့်အတိုင်းပတ်တခါပွဲကိုပြင်ဆင်ကြ၏အင်းရှင်ဒီလဲ စားစရာများကိုပြင်ဆင်၍တပည့်တော်တို့နှင့်အတူစားတောက်ရန်အိမ်၌စီစဉ်ပေးလေ၏ညဥ်ရန်အချိန်ရောက်သောအခါတပည့်တော်ဆနှစ်ပါးနှင့်အတူပွဲ၌လျောင်းတော်မူ၍အစာစားနေကြစဉ်ဂျေဇုတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖွဲ့၍ဤမုတ်ကငါ၏ကိုဤခွက်ကငါ၏အသွေးထို့ကြောင့် သင်တို့မုတ်ကိုလည်းယူ၍စားကြလောခွက်ကိုလည်းတောက်ကြလောဤခွက်ကငါ၏ပြဉ္ဉ္တရားတည်းနဲ့ဆိုင်တော်လူများတို့၏အပြစ်ကိုလွတ်စေခြင်းကငါသွန်းသောငါ၏အသွေးဖြစ်တော်မူ၏ဟုဆို၏။ထို့နောက်ယေရှုကဤအထင်း၌ငါကိုအနှံ့တော်သူတို့အူအူရှိလိမ့်မည်ဟုမိန့်တော်မူ၏။တပည့်တော်တို့သည်လည်းအလွန်ဝမ်းနည်း၍သခင်အကျွန်ုပ်လောအတီတီမေလျှောက်ကြ၏။ကိုရောတိုင်က ငါနဲ့အတူပကံတွင်လက်နိုင်တော်သူတွေငါ့ကိုအနားလိမ့်ပြီဟုဆို၏ခုနောတဦးနဲ့တဦးငင်းခုန်ကြပြီးယူဒရှကရုတ်ဒီကိုရောအနာတို့ချင်းကပ်၍ကိုရောကိုအနားမိသူဟာကျွန်ုပ်လောမေ၏ယေရှုကလည်းသင်ပြောသည့်အတိုင်းမှန်သည်လို့ပြောခဲ့ပါတယ်။တပည့်တော်တွေကယေရှုကိုမေးစေ၊ငြိမ့်သက်ခြင်းရှိကြစေလို့မိတ်တော်မူ၏။ထိုအခါယူဒရှကရုတ်ကို မုတ်ကိုစားစေ၍တင်လုံးစရာရှိသည့်အတိုင်းလှုပ်လောမှုပြောခဲ့တယ်။ယူရာရှကရုတ်တီယေရှုကိုတစ္ဆာဖို့ရန်ထွက်သွားခဲ့တယ်။သခင်ယေရှုကတပည့်တော်များအားပေးပြီးနှစ်သိမ့်ခဲ့ပါတယ်။ထို့နောက်ဆက်ပြောတယ်ငါထွက်သွားရင်တင်းတို့ထံကူညီမိသူတစ်စုံတစ်ဦးရောက်လာလိမ့်မယ်။ထို့နောက်ဘုရားသခင်ကိုအတူတူချီးမွမ်းကြလိမ့်မည်။အာမင်။ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။